မင်းမဟင်းမဆော့ခဲ့ရတဲ့ GD ကားတစ်ခုကိပီအက်စ2ဂိမ်းဆိုင်တွေမှာတစ်နေ့လုံးတစ်ညလုံးထိုင်ပြီးတော့ကားတစ်ခုကိကိုဆော့ဘူးလားအမေကဒုတ်တချောင်းကင်ပြီးတော့မှဂိမ်းဆိုင်ထိလိုက်ရှာတဲ့အဖြစ်မျိုးရောကြုံဘူးကြတာကျွန်တော်တို့အားလုံးကိုထမင်းမဟင်းမဖြစ်စေတဲ့အချိငယ်ဘဝမှာဆွဲဆောင်ထားနိုင်တဲ့ဂိမ်းကတော့ Grand Theft Auto လို့ခေါ်တဲ့မြန်မာလိုဆိုရင်ကားတစ်ခုဂိမ်းပဲဖြစ်ပါတယ်။ငငယ်အိမ်ရပေးတဲ့မုံဘူးနဲ့နဲ့ဂိမ်းဆိုင်ကိုပြေးပြီးတော့ GTA ဆော့ခဲ့ရတဲ့ feeling ကဘာနဲ့မှမလဲလို့မရပါဘူး။အပြင်မှာကားတစီးကိုဘယ်လိုစီးရမလဲမသိသေးခင်မှာပဲကျွန်တော်တို့တွေက GTA ထဲမှာကားတစီးပြီးတစီးပြောင်းစီးခဲ့ကြတယ်။ရန်ဖြစ်ရင်လည်းဘယ်လိုထိုးရမလဲမသိဘူးဆိုပေမဲ့ဂိမ်းထဲမှာဆိုရင်တွေ့ရမြလူကိုလိုက်ကျိတ်နေပါပြီ။ဂိမ်းထဲမှာအိမ်နဲ့ရှောက်ဝင်မယ်၊ကော်မလေးတွေနဲ့ဒိတ်မယ်၊လူစိုးခိုင်းတွေကိုပြဿနာလိုက်ရှာခဲ့တာတွေ။ကြက်ငါးလုံးရနေတဲ့အချိန်ရဲတွေလက်အောက်ကဘယ်လိုလောက်အောင်ပြေးနိုင်မလဲ။ဘော်လာချင်းချင်းပြန်ဆော့ခဲ့ကြတာတွေကငယ်ဘွားရဲ့ပြန်မရနိုင်တဲ့မှတ်တရားတွေပါ။လူငယ်ဘွားရဲ့ပောက်ကွဲပြစ်ချင်တဲ့စိတ်တွေ၊စီးမင်းတွေကို view မဆိုင်ပဲ ထင်ရဆိုင်ပြရတာမျိုးကကာတခိုဂိမ်းရဲ့အသက်ပါပဲဒီတစ်ခေါက်ဗီဒီယိုမှာတော့ဒီလိုဂိမ်းကိုတီထွင်ခဲ့တဲ့ Rockstar Company အကြောင်းကိုနည်းနည်းတော့တူးကြည့်ရအောင်လွန်ခဲ့တဲ့1998ခုနှစ်မိဘအိမ်မှာကတ်နေရတဲ့လူတို့ကငါတို့ဂိမ်းတစ်ခုထွင်ကြရအောင်ဒီဂိမ်းထဲမှာမင်းသမီးလေးကိုရအောင်ကဲလူဆိုးတွေကိုနှိမ်နှင်းရတဲ့ဖန်တရားတေတရောဖြစ်နေတဲ့ဂိမ်းပုံစံမျိုးမဟုတ်ပဲနဲ့ကြိုက်တဲ့ကားကိုခိုးလို့ရမယ်လာဖမ်းတဲ့ရဲကိုလည်းတနက်နဲ့ပြန်ပြစ်လို့ရမယ် စီးမြင့်တွေမှန်သမျှရိုက်ချိုးလို့ရမယ်ဆိုတဲ့ဂိမ်းတစ်ခုက GDA ရဲ့အစ Rockstar Game Company ရဲ့အစပါပဲအဲ့ဒီအချိန်တုန်းကသူတို့ရဲ့ company နာမည်က DMA Design ပါ Grand Theft Auto Game ကိုစားထုတ်တဲ့အချိန်ကရဲတွေလက်ကလုတ်အောင်ပြေးရတဲ့အကွက်နဲ့ကြိုက်တဲ့ကားပေါ်တက်စီးလို့ရတဲ့အချက်ကလူတိုင်းအမြင်ဟင်ကနဲ့ဟာကနဲ့ဖြစ်စေပါတယ်ဘာလို့တွေးသမျှကားတွေလိုက်ခိုးလို့ရပြီးကြံတဲ့ဂိမ်းတွေလိုမျိုးလူကောင်းမဟုတ်ရတာလဲကားတွေနဲ့လူတွေကိုလိုက်တိုက်ရင်ပတ်စံပိုးရပြီးရဲတွေလက်ကနဲ့လုတ်အောင်ပြေးတဲ့ဂိမ်းက GTA ပဲရှိပါတယ်ဒီဂိမ်းရဲ့သဘောတရားရိုးရှင်းတယ်ဘာလို့မင်းကြီးတွေကိုပင်ပန်းခံပြီးလိုက်ခင်နေမှာလဲ လက်တွေ့ဘဝမှာလူတယောက်ကားနဲ့တိုက်အဖမ်းခံရပြီးတရားရုံးရောက်မယ်ဒီကိန်းထဲမှာတော့လူတွေကိုကားတွေနဲ့လိုက်တိုက်လေပတ်စံပေါ်ရလိမ့်ပါပဲဒီလိုလူငယ်တွေရဲ့စိတ်ကိုနားလဲတဲ့ DME design ကဂိမ်းထဲမှာထည့်ပြခဲ့ပါတယ်ဘာလို့လဲဆိုတော့လူတွေငယ်ဘဝမှာအရာရာကိုပုံကန်ခြင်းနဲ့စိတ်နောက်ဆက်တွဲဖြစ်ရတဲ့ view မဆိုင်တဲ့စိတ်လွတ်လွတ်လပ်လပ်စိတ်ကြိုက်ခဲ့ခြင်းနဲ့စိတ်တွေကိုဂိမ်းထဲမှာဖွင့်ချခွင့်ရလို့ပဲဖြစ်ပါတယ် Rockstar ကြောင်းပြောမယ်ဆိုရင်ကျွန်တော်တို့ငငယ်လေးကလေးကအသေးဆွဲဆော့ခဲ့ရတဲ့ Bully Gang ကအကြောင်းမှနိုင်ကျင်တာတွေကိုဘလို့ရင်ဆိုင်မလဲဆိုတဲ့အသည့်ကိုပေးပါတယ်။ Jimmy အတိုင်းလိုက်လို့ကြောက်ဦးကြီးရုံကောင်ရောက်တာတွေလည်းမနှဲပါဘူး။ ဒါမှမဟုတ်ကောင်းမွန်ဘဝကိုထဲထဲဝင်ဝင်သိကျင်နေသူတွေအတွက်ကိုယ့်ရဲ့ခိုင်းရုံကိုပြန်ပြီးတစ္ဆာဖောက်ရတဲ့ Red Dead Redemption လားရုပ်ရှင်ပြန်ရရတဲ့အထိဝဝကွဲအောင်မြင်ခဲ့တဲ့ Max Payne လားဒီလိုဂိမ်းတွေကိုထွင်ပေးတဲ့ Rockstar ဆိုတာစီးမင်းတွေကိုရိုက်ချိုးခြင်းနဲ့စိတ်လွတ်လွတ်လပ်လပ်ပျော်ပါးခြင်းနဲ့စိတ်ကိုအကောင်းဆုံးဖွင့်ထုတ်ပေးတဲ့ဂိမ်းကုမ္ပဏီပါပဲ Rockstar ထုတ်တဲ့ဂိမ်းတွေထဲမှာအောင်မြင်ဆုံးဂိမ်းကတော့ GTA ဆိုတဲ့ Grand Theft Auto ကားတစ်ခုဂိမ်းပဲဖြစ်ပါတယ် GTA 1နဲ့ GTA 2မှာ 2D အနေနဲ့ဆော့လို့ရခဲ့တာက2009ခုနှစ်အရောက်မှာ GTA 3နဲ့အတူတူ 3D ကဘာကိုခုန်ကူးလာခဲ့ပါတယ် GTA 3ရနေစပြီးလူမိုက်ဂိုင်းနေရဲ့နေ့စဉ်ဘွားကိုစူးစမ်းနေတဲ့ကျွန်တော်တို့အတွက်သူတို့ game ထဲမှာပါတဲ့ mission တွေကတကားတစ်ချက်ဖြစ်လာခဲ့ပါတယ် Liberty City လို့နာမည်ပေးထားတဲ့ New York မြို့မှာဇာတ်အိမ်တည်ထားတဲ့ဒီ game ကချစ်သူရဲ့တစ္ဆာဖောက်တာကိုခံလိုက်ရတဲ့လူမိုက်တယောက်ရဲ့အကြောင်းပါ Claudia ရောဘယ်လိုမျိုးရုန်းကန်ခဲ့ရလဲလူမိုက်ဂိုင်းမှာဘာတွေလုပ်ခဲ့ရလဲသူ့ကိုတစ္ဆာဖောက်ရတဲ့ Catalina ကိုပြန်ရှာတွေ့မှာလားစားတဲ့လူမဲ့တယောက်ရဲ့အကြောင်းကို game ထဲမှာ mission 50ခုနဲ့ပုံဖော်ထားခဲ့ပါတယ်။ GTA 3က 3D version ဖြစ်တာနဲ့အတူ ပွားပွားကွဲအောင်မြင်ခဲ့ပြီးတော့ဂိန်းကွေ16.5တမ5တန်းလောက်ရောင်းခဲ့ရပါတယ်။ဒီလိုနဲ့ဒေါ်လာတန်း300လောက်ကိုအိတ်ထဲထည့်ထားလိုက်ပြီးတော့2000ခုနှစ်ရဲ့ရောင်းအားအကောင်းဆုံးဂိန်းတစ်ခုဖြစ်လာခဲ့ပါတယ်။1990ခုနှစ်မှာထွက်ခဲ့တဲ့ Goodfellas ကိုလူတိုင်းကြည့်ဦးကြမယ်ထင်ပါတယ်။ဒီစကားကငငယ်လေးကလေးကလူမိုက်ကိုင်းတစ်ခုမှကျင်လည်လာတဲ့လူတယောက်ရဲ့အကြောင်းကိုရိုက်ပြထားတာပါ။ဒီဇလန်ထဲမှာမင်းသားဖြစ်ခဲ့တဲ့ Ray Liotta က GTA Vice City ထဲမှာ Tommy Vercetti ရဲ့အတန်တယောက်ဆောင်ဆိုရင်မိတ်ဆွေတို့အံ့ဩသွားမလား။ ဒီထက်ပိုပြီးအံ့ဩဖို့ကောင်းတာ Scarface ဆိုတဲ့ဇာတ်ကားကိုကြောရိုးယူထားပြီးတော့ GTA Vice City ကိုဖန်တီးထားတယ်ဆိုတဲ့အချက်ပါပဲဒီလိုအချက်တွေနဲ့ Vice City လို့ခေါ်တဲ့ Miami မြို့အမီလွဲမှာ Tommy တယောက်သူ့ရဲ့ခိုင်းကိုကြီးထွားလအောင်ဘယ်လိုလုပ်မလဲဆိုတာကတော့ game ထဲမှာပါတဲ့ mission 62ခုနဲ့စောင့်ကြည့်ကြရမှာပါဂိုင်းညင်ရှင်ပြိုင်တာတွေနဲ့ RPG တွေတနတ်မျိုးစုံနဲ့ the rule လောက်တာတွေကလူငယ်တိုင်းရဲ့အမြင်မှာ account ထဲပေါ်လို့မရတဲ့အိမ်မက်တစ်ခုပါပဲ ဒီလိုအချက်တွေကိုဂိမ်းထဲမှာစိတ်ကြိုက်လုပ်နိုင်တော့2002ခုနှစ်တနှစ်ထဲမှာတင်ဂိမ်းငွေပေါင်း9000ကျော်လောက်ရောင်းခဲ့ရပြီးဒေါ်လာ149သန်းလောက်ပြန်ရှာပေးနိုင်ခဲ့ပါတယ်ပြောရရင် McDonald's ကအသားနှစ်ထပ်နဲ့ဟမ်ဘာဂါတစ်ခုကို2ဒေါ်လာနဲ့ပြား90ပေးရတဲ့အချိန်မှာဒေါ်လာ149သန်းသာဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့လူပေါင်းသန်း90ကျော်ကိုတစ်ယောက်ကို1ဒေါ်လာစီဝေပေးနိုင်တဲ့အခြေအနေပါဒီလောက်များတဲ့ပတ်စံတွေကိုဇက်တိုက်ရှာပြနိုင်တဲ့ကုမ္ပဏီက Rockstar အပြင်တခြားကုမ္ပဏီမရှိသေးပါဘူးစွတ်ကြဲအင်ကြီးအဖြူဂျင်းပေါင်းမီအပွားနဲ့ CJ ကတော့ကျွန်တော်တို့ငယ်ဘဝရဲ့ legend တစ်ယောက်ပါပဲ Oh shit here we go again အဲ့ဒီစကားကအမြဲတမ်းယုံသွားမဲ့စကားတစ်ခုနဲ့မှပါပါတယ်ကာတခိုးဆိုတဲ့နာမည်နဲ့ပို့ပြီးရင်းနှီးစေခဲ့တဲ့ GTA San Andreas ကတော့အကောင်းဆုံး game ဆိုတာထက်ကိုပို့ပါတယ် R1 R2 L1 X ဘေးရောက်ဘေးပေါ်ဘေးရောက်ဘေးပေါ်ဆိုတဲ့သွေးနဲ့ပတ်စံခိုးတဲ့နီး R1 R2 L1 L2 ဘေးရောက်ဘေးပေါ်ဘေးရောက်ဘေးပေါ်နဲ့တနခိုးတဲ့နီးတွေကိုမိတ်ဆွေတို့လည်းမိမယ်မထင်ပါဘူးငငယ်ကဂိမ်းဆိုင်မှာကာတခိုးဂိမ်းဆော့မယ်ဆိုရင်ဘီးနားမှာခိုးနီးစာရွက်လေးပါတစ်ခါတည်းချထားပေးကြတာပါ ခုချိန်ဒီမမိသေးတဲ့ခိုးနီးလေးတွေရှိတယ်ဆိုလဲအောက်ကကွန်မန်းမှာဝင်မန်းခဲ့ပါအောင်ခင်ဗျမစ်ရှင်ပေါင်း100ကျော်နဲ့တင့်ငါးတွေဂန်းချင်းချင်းတိုက်တဲ့တိုက်ပွဲတွေအပြင် All we had to do was follow the damn train CJ ဆိုတဲ့ Big Smoke ရဲ့စကားကိုအခုထိမေ့လို့ရမယ်မထင်ပါဘူးကျွန်တော်တို့ဘယ်ရထားမှမလွဲတော့ပါဘူးရထားရှိရစီကိုပဲအမိလိုက်ခဲ့ကြတာပါ GTA San Andreas ရဲ့အကောင်းဆုံးတစ်ခုကကျန်တဲ့ GTA game တွေထက် map area ပိုကျတာပါပဲ ရှေ့ရထွက်ခဲ့တဲ့ Vice City ထောက်ကို၅ဆလောက် map area ပို့ကျဲပါတယ်။ LA, San Francisco နဲ့ Las Vegas ၃မြို့စာလောက်ကိုပေါင်းထားတဲ့အတွက်စိတ်ကြိုက်အကုန်လုပ်လို့ရတာပါပဲ။ပြီးတော့ကော်မလေး၆ယောက်ရှိတဲ့ CJ ကကျွန်တော်တို့အတွက်တော့ idol တစ်ယောက်ဖြစ်ခဲ့ပါတယ်။ စီဂျေချောင်းထည့်ပြောရရင်တော့ hard coffee ဆိုတာကိုဘယ်မိထားလို့ရမလဲဒါပေမဲ့စိန်ကောင်းစရာတစ်ချက်က Roaster Company က hot coffee ကြောင့်အမေရိကန်ဒေါ်လာတန်း20လောက်ထိဆုံးရှုံးခဲ့ရတယ်လို့ပြောရမှာပါလူငယ်တွေအတွက်ထုတ်ထားတဲ့ဂိမ်းထဲမှာလင်ကိစ္စတွေပါဝင်နေတဲ့အတွက်တရားရင်ဆိုင်ခဲ့ရပါတယ်အစောပိုင်းနှစ်တွေကလေးကလူငယ်တွေရဲ့စိတ်ကိုဖျက်ဆီးပစ်တယ်ဆိုပြီးနာမည်ဆိုးထွက်နေတဲ့ GTA ဟာဒီတစ်ခေါက်မှလည်းတရားခွင်မှာအလဲထုတ်ခံလိုက်ရပါတယ်ဒီလိုမျိုး scandal တွေရှိနေခဲ့ပေမဲ့ GTA ဆော့တဲ့သူတိုင်းအတွက်အကောင်းဆုံး version က San Andreas ပါပဲ GTA 5မှာဘလောက်ပဲ graphic တွေပိုကောင်းလာပါစေ Legend CJ ကိုတော့မလွန်ဆန်နိုင်ကြပါဘူး သူ့ကြောင့်ပဲအပြစ်ပြောတဲ့လောကကြီးဘီးမဆိုင်ပဲနေလာနိုင်တယ်။ကိုကြိုက်တဲ့အိမ်မက်နောက်ကိုအကောင်းဆုံးလိုက်ရတယ်။ Bortis Sonic လို့ပြီး Borai နဲ့ပဲအချိန်တွေကုန်ဆုံးပြစ်လာတယ်။ CJ ဆိုတာကကျွန်တော်တို့ငယ်ဘဝအတွက်ဆန်ထားရတဲ့လူတယောက်ဖြစ်နေတာပါ။နောက်ထပ် GD အသစ်တွေဘလို့ပဲထွက်လာပါစေ။ CJ ကတော့ကျွန်တော်တို့ယင်ထဲမှာအမျက်ရှိနေမဲ့ Legend တယောက်ပါပဲ။ဒါဆိုရင် Rockstar ရဲ့ comeback ဖြစ်တဲ့ GTA 4ကိုဘလို့စခဲ့ကြတယ်။ပြီးတော့ game ကိုစဖြတ်တဲ့ပထမဆုံးနေ့မှာဒေါ်လာသန်းပေါင်း330ရတယ်ဆိုရင်မိတ်ဆွေတို့ယုံနိုင်လား။တရက်ထဲနဲ့တန်း300ကျော်ရခဲ့တဲ့ဒီဂိမ်းကတပတ်အတွင်းမှာပဲတန်း90ကျော်ရခဲ့တာပါ ဒီလိုမျိုးရလာဖို့အတွက်လည်း Rockstar research တွေအများကြီးလုပ်ခဲ့ရတယ်။ New York မြို့မှာအခြေတည်ထားတဲ့ GTA 4က PlayStation 3 platform ပေါ်မှာရုပ်လုံးကြွားလာခဲ့ပါတယ်။အရင် GTA game တွေတက်ပို့ပြီးကောင်းတဲ့ graphic တွေအပြင်လောကနဲ့ပို့ပြီးနှီးစက်တဲ့အပြည့်အမှုတွေကြောင့်တရက်ထဲနဲ့တန်းသုံးအောင်ကြော်ခဲ့တာပါ။ဒီလိုထပ်ထူကြဖို့အတွက်ဓာတ်ပုံပေါင်းတစ်သိန်းကျော် video clip ပေါင်းများစွာကိုနမူနာယူခဲ့ရတယ်။ Rockstar ရဲ့ research team ကိုယ်တိုင်ဒေါ်လာတန်း100ကျော်အကုန်ကျခံပြီးတော့ New York မြို့ကိုလေ့လာရေးဆင်းခဲ့တာပါ။ Mission Mouse 88ခုနဲ့ American မြို့ကိုအခြေချလာတဲ့ဥရောပနိုင်ငံသား Nico Bellex အကြောင်းကိုဇာတ်ရင်တည်ထားပြီးတော့သူ့ရဲ့ American အိမ်မက်ကိုဘလို့အကောင့်ထဲပေါ်မလဲဆိုတာကိုဇလန်းဆင်ထားတာပါ။ GTA 4မှာရုရှားကိုင်းနေအီတလီမာဖီးယားကိုင်းနေနဲ့ရင်ဆိုင်ခဲ့ရပြီးတော့နယူးယောက်မြို့ရဲ့လူရှုပ်တဲ့ပတ်ဝန်းကျင်နဲ့တက္ကစီကိုငှားစီးလို့ရတာမိုးရေတောက်စားပြီးတော့ဒရင်တရိုင်နဲ့သွားတတ်တာပို့ပြီးဒီလေးကြလာတဲ့အချက်တွေပါပဲ 2013ခုနှစ်မှာထွက်လာတဲ့ GTA 5ကရှေ့ကထွက်ခဲ့တဲ့ GTA game နဲ့ဆန်ကျင်ကိုအကုန်လုံးကိုရိုက်ချိုးပြစ်ပါတယ်။ GTA 5ကဈေးကွက်တွေကိုစဖြန့်ဖြန့်ခြင်းပထမဆုံးရက်မှာအမေရိကန်ဒေါ်လာတန်း800ရခဲ့ပြီးတော့3ရက်ထဲနဲ့တန်း1000ရခဲ့တဲ့ပထမဆုံး game ပဲဖြစ်ပါတယ်။ဒီလိုအောင်မြင်လာရတာလဲ GTA 5ထုတ်ဖို့အတွက် Rockstar Company ဘက်ကအမေရိကန်ဒေါ်လာ265သန်းတော့သုံးထားလို့ပါပဲ။ GTA 5မှာ Michael, Trevor, Franklin ဆိုတဲ့ character 3ယောက်ကိုဆော့လို့ရပြီးတော့ပိုပြီးအဆင့်မြင့်ထားတဲ့ graphic တွေအပြင်အသေးစိတ်ကြတဲ့ပြင်ဆင်မှုတွေကတက်တည်ပြနေပါတယ်။ GTA 5မှာအဓိကကြတဲ့ alley မျိုးကိုနေရာပေါင်းစုံတောင်းပေါင်းစုံကနေမှတ်တမ်းနေယူခဲ့ကြတယ်။ဇက်ကောင်တွေရဲ့ဘဝအသက်ဝင်မှုအတွက်အပြင်မှာတကယ်ရှိနေတဲ့လူစိုးကိုင်းတွေအထိ research လုပ်ခဲ့ကြတယ်။ပြီးတော့ Country Lamar Orchestra လို့လူပညာရှင်တွေနဲ့တွဲပြီးတချင်းပေါင်း150ကျော်ထည့်သွင်းထားပါသေးတယ်။အပြင် Hollywood လောကမှာရှိနေတဲ့ culture ပေါင်းစုံကိုပြည့်ပြည့်စုံစုံပါဝင်အောင်လို့ Rockstar အစီအစဉ်ထားတယ်။ငါးနှစ်လောက်အချင်းယူပြီးပြင်ဆင်ခဲ့ရတဲ့ GTA 5က Minecraft game ရဲ့အနောက်မှာဒုတိယရောင်းဝယ်အကောင်းဆုံး game တစ်ခုဖြစ်နေပါတယ်။ခုကတော့အားလုံး hype နေကြတဲ့ GTA 6အကြောင်းကိုတော့ရောက်လာပြီ။ GTA 5ထွက်ခဲ့တဲ့2013ကနေစတွက်မယ်ဆိုရင် Rockstar က GTA ဘက်ပြန်မလဲတာ12နှစ်တောင်ရှိနေပြီ။ဘလောက်ကြောင် Rockstar ကဘာတွေများလုပ်နေတာပါလဲ။အခုချိန်ထိထွက်လာတဲ့သတင်းတွေမှာ GTA 6အတွက်ကုန်ကျစရိတ်စုစုပေါင်းဒေါ်လာတန်း2000ကျော်မယ်ဆိုတဲ့ကောလာဟလာတွေပါပဲ။ Vice City ကိုတေချာပုံဖော်မဲ့အပြင် Florida ကိုပါထည့်ပြီးရေးဆွဲမယ်ဆိုတဲ့သတင်းတွေလည်းထွက်နေပါတယ်။ပြီးတော့ trailer ထဲမှာပါခဲ့တဲ့အကြောင်းအနေနဲ့ GTA 6ထဲမှာပါလာနိုင်တဲ့ဇက်ကောင်တွေ၊ဂိုင်းအစ်စ်တွေနဲ့လက်နက်အစ်စ်တွေပြင်ဘလိုမျိုးကားအစ်စ်တွေ၊စံကအစ်စ်တွေပါလာမလဲဆိုတာကိုဆက်ပြီးကြည့်လိုက်ကြရအောင်ပါ။ ပထမဆုံးချက်ကတော့အရင်တော့အလိုမျိုးတနတ်တွေကိုဖင်ကြားလေးကနေဆွဲထုတ်လို့မရတော့ပါဘူး။ပို့ပြီးတော့လက်တွေ့ဆန်လာတဲ့ပုံစံကိုချပြမယ်လို့ထင်ပါတယ်။ရဲရဲတောင်ထောင်ရောက်စင်ကြီးဖန်ရတာမျိုးလည်းပါလာမယ်လို့ထင်ကြေးတွေပေးနေကြတယ်။ဒါကဘယ်လိုမျိုးလဲဆိုရင်ငားစာနဲ့ငားများသလိုပလေယာတွေကိုမြားမဲ့ပုံပါပဲ။ခုလက်ရှိချိန်ထိတော့ GD Assist ထဲမှာအရင်လုံးမ158ခုကိုဝင်လို့ရပြီးတော့နောက်ထပ်လည်းပို့ပြီးတိုးလာအောင်မယ်လို့လည်းဒရင်တွေထွက်နေပါတယ်။ထရီလာထဲမှာပါတဲ့ Lucia ကလည်း hacker တယောက်ဖြစ်မယ်လို့လည်းခန့်မှန်းထားကြပါသေးတယ်။ ဘာလို့လဲဆိုရင်လက်နက်အစ်တွေဖြစ်တဲ့ USB stick, tractor jammer နဲ့ immobilizer bypass တွေကဘာကြောင့်ထည့်ထားလဲစဉ်းစားစရာပါပဲ။ပြီးတော့နောက်ထပ် hype နေရတဲ့အရာတစ်ခုကမြေပုံအရွယ်စားပါပဲ။ဟုတ်ပါတယ်။တရင်နဲ့အရာတော့ Red Dead Redemption လောက်ရှိမယ်လို့ပြောကြပြီးဒီတိုင်းသာဆိုရင်တော့ GTA 5ထက်နှစ်လောက်ပိုကြီးမယ်အနေထားမှာရှိပါတယ်။အဲနောက်ပြီးတော့ Lucia နဲ့ Jackson တို့ကခစ်သစ် Bonnie and Clyde ဖြစ်လာနိုင်ပါတယ်။ Multiplayer game သာဆော့လို့ရရင်တော့ချစ်သူကောင်မလေးနဲ့အတူတူအချိန်ဖြုန်းစရာတစ်ခုပိုတိုးလာမှာတော့မှန်ပါပဲ။ GTA 5နဲ့အလုံးမျောလင်းနေတဲ့10နှစ်ကျော် DK ကဘာတွေများဖြစ်လာအောင်လဲ။ ကျွန်တော်ငယ်ဘဝတည်းကလွမ်းမိုးလာတဲ့ဒီဂိမ်းကဆယ်စုနှစ်နှစ်ခုကျော်ရှိနေခဲ့ပါပြီ။ရှစ်လမိနစ်တွေမှာရော GTA ကရောင်းအားကောင်းဆုံးဂိမ်းဆိုတဲ့ Minecraft ကိုကြောက်နိုင်မလား။2025နှစ်ကောင်မိုင်းလောက်ခုံကျော်လို့ရမယ်ဆိုရင်ခုံပစ်ချင်စိတ်ပါပေါက်နေပါပြီ။မိတ်ဆွေတို့ရော GTA system မှာဘာတွေပါမလဲ။ပြီးတော့ GTA ထဲမှာလုတ်ခဲ့မှုတဲ့ဆန်းဆန်းပပဖြစ်ရတွေကို comment မှာမျှဝေဖို့ဖိတ်ခေါ်လိုက်ပါရစေ။